ားကိုရီးယားနိုင်ငံဟာဇူလိုင်သို့မဟုတ်ဩဂတ်စ်လမှာ ရုရှားကိုတပ်ဖွဲ့ဝင်တွေထပ်မံဆီလုဖွဲ့ရှိတယ်လို့တောင်ကိုရီးယားထောက်လိုင်းဌာနကပြောပါရယ်။မြောက်ကိုရီးယားနဲ့ရုရှားကြားစီးရေးပူးပေါင်းဆောင်ရွက်မှုတွန်းမြင့်တာနဲ့ပတ်သက်လို့အမျိုးသားထောက်လိုင်းဌာနကကျန်တာပရင်းနေမှာတောင်ကိုရီးယားလွှတ်တော်ထောက်လိုင်းရေးကော်မတီထံတင်ပြခဲ့တာပါ။မြောက်ကိုရီးယားနိုင်ငံဟာဇူလိုင်သို့မဟုတ်ဩဂတ်စ်လမှာရုရှားကိုတပ်ဖွဲ့ဝင်တွေထပ်မံဆေးလွတ်နိုင်တယ်လို့တောင်ကိုရီးယားထောက်လိုင်းရေးဌာနကပြောပါရယ် မြောက်ကိုရီးယားနိုင်ငံမှာရုရှားကိုစေလွတ်မဲ့တပ်ဖွဲ့ဝင်ရေးချယ်မှုလုပ်ငန်းစဉ်စတင်ပြီလို့တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါရယ်ရုရှားလုံခြုံရေးကောင်စီအတွင်ရေးမှုစာကြည့်ရှုအီကူဟာဇွန်လ18ရက်ကပျုံယမ်းမြို့တော်မှာမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဝမ်နဲ့တွေ့ဆုံခဲ့ပါရယ်ရုရှားနိုင်ငံအနောက်ပိုင်းကက်စတေတာပြန်လည်တည်ဆောက်ရေးမှာကူညီဖို့တပ်ဖွဲ့ဝင်6000စေလွတ်ဖို့ကင်ဂျွန်အန်ကဆုံးဖြတ်ခဲ့တယ်လို့ရှိုအီကူကပြောပါရယ် ရုရှားကိုခရမ်းမီကြောက်စေတန်းနဲ့ဒုံးကျည်တွေပေးပို့ဖို့မြောက်ကိုရီးယားနိုင်ငံကတင်မောတွေစစ်လင်ရင်တွေစုယုံထားတယ်လို့တောင်ကိုရီးယားထောင်လိုင်းဌာနကပြောပါရယ်ရုရှားကလည်းမြောက်ကိုရီးယားကိုလေကြောင်းခွင်ဒုံးတွေအီလက်ထရောနစ်စနစ်တွေထောက်ပံ့ကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်နေတယ်လို့သိရပါရယ်မြန်မာစစ်ကောင်စီရဲ့2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ် 2026ခုနှစ်ဇန်နဝါရီလအတွင်းပြုလုပ်မဲ့ရွေးကောက်ပွဲဟာမရေရာတဲ့မျှော်လင့်ချက်တစ်ခုလို့မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးစင်ခန်းစာတင်ပြသူတော်မင်ဒရူးကပြောကြားလိုက်ပါတယ်။တရားဝင်အရသာအစိုးရတရက်ဖြစ်ဖို့မရေရာတဲ့မျှော်လင့်ချက်ဖြစ်တဲ့ရွေးကောက်ပွဲတရက်ကျင်းပဖို့မြန်မာစစ်ကောင်စီကကြိုးစားနေပါတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့59ချိန်မြောက်အစည်းအဝေးမတိုင်မီ၎င်းကပြောပါတယ်။ အတိုက်ခံတွေကိုအချင်းချနှိပ်ဆက်ကွမျက်ရင်ဒါမှမဟုတ်တရင်တော်တူကအမှန်တရားကိုဖော်ထုတ်လို့တရားမဝင်ရင်ဒါမှမဟုတ်စစ်ကောင်စီကိုဝေဖန်လို့တရားမဝင်ရင်ရွေးကောက်ပွဲတည်းရဲ့ကျင်းပလို့မရပါဘူးလို့သူကဆိုပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုလိန်လယ်မှုတစ်ခုဖြစ်ခေါ်ဆိုတင်ကြောင်းမြန်မာစစ်ကောင်စီရှင်းတမ်းမှုငွေကြေးလက်နက်နဲ့တရားဝင်မှုလိုအပ်ကြောင်း၎င်းကထောက်ပြပါရတယ် စစ်ကောင်စီရဲ့လိုအပ်ချက်သုံးခုကိုညှင်းဆန့်ခြင်းအပြင်မြန်မာပြည်သူတွေကိုပုံမှုပံ့ပိုးကူညီဖို့လိုအပ်ပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှုညှင်းဆန့်ခြင်းအပြင်မြန်မာပြည်သူတွေကိုကူညီနိုင်မဲ့အခွင့်အလမ်းတွေရှိလာပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်ရွေးကောက်ပွဲဟာနိုင်ငံတကာရဲ့ဖိအားကို ထွက်ပေါက်ရှာတဲ့စစ်ကောင်စီရဲ့ကြိုးပမ်းမှုလို့တွန်အင်ဒူးကပြောပါတယ်ကမ္ဘာနိုင်ငံတွေကမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုပယ်ချပြီး အတိမတ်မပြုဖို့တကယ်ကိုရေးကြည့်ပါတယ်လို့သူကဆိုပါတယ်